ဘဝအမော်ရေဂျာကဟာတာဘေးရင်စတီဖင်ချောင်းအားလုံးမင်္ဂလာပါစတီဖင်ချောင်းလို့ပြောလိုက်ရင်မိုလီထုံတိုင်းပြည်ရင်တယောက်ဖြစ်တယ်လို့တမောင်းများစွာသောပရိသတ်တွေစီရည်စရာတွေယူဆောင်လာပြီးပြီးဘဝအမော်ရေပြည်စေသူဆိုတာလူတိုင်းသိကြပါတယ်ဒါပေမဲ့လည်းမမေ့နိုင်စရာဇက်ကောင်တွေနဲ့ပရိသတ်ကိုဖန်ဆာခဲ့တဲ့စတီဖင်ချောင်းစင်းချီရဲ့ကလကနောက်ွယ်ကဘဝကတော့အံ့ဩဖို့ကောင်းတယ်လို့ခြေကွဲဝမ်းနည်းဖို့လည်းကောင်းတဲ့စုတ်ချက်ကြမ်းကြမ်းတွေနဲ့ရေးချစ်ထားပါတယ် ဒီနေ့ဗီဒီယိုလေးမှာပရိသတ်တို့ရဲ့အချစ်တော်ဟာတာဘီယန်စတီဗင်ချောင်းရဲ့ရည်သံတွေနောက်ွယ်ကဘဝမော်ရီအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်စတီဗင်ချောင်းကို1962နှစ်ဟောင်ကောင်မှာမွေးဖွားခဲ့ပြီးငယ်ဘဝကလည်းအရန်ကိုမှကျန်းနေခဲ့ပါတယ်။စတီဗင်ချောင်းရဲ့မိဘတွေဟာသူငယ်ငယ်ကတည်းကကြွားရှင်းခဲ့တာကြောင့်ချောင်းကလက်လုံလက်စားဘဝနဲ့ကြီးပင်းခဲ့ရပြီးအောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်လာဖို့ဆိုတာအဝေးကြီးမှာပါ။ ဒါပေမဲ့စတီဗင်ချောင်းကခက်ခဲတဲ့ဘဝကိုဖျက်ဆီးရတဲ့အခါစိတ်အားထက်သန်မှုနဲ့ဇွဲနဘဲတို့ကတော့လေ့ကျင့်ပြီးသားဖြစ်ခဲ့ပြီးသူ့အတွက်သူလမ်းသစ်ဖောက်ဖို့လဲဆုံးဖြတ်ခဲ့ပါတယ်။စတီဗင်ချောင်းကကွန်ဖူပြင်ဘရုစ်လီကိုလေးစားအားကျခဲ့ပါတယ်။သူ့ရဲ့အိမ်မက်ကတော့ဘရုစ်လီလိုကွန်ဖူမင်းသားတယောက်ဖြစ်လာဖို့ဆိုပေမဲ့ဆဆချင်းမအောင်မြင်ခဲ့ပါဘူး။ကြောတော့နောက်ခင်မရှိတဲ့ဖျက်ရှောက်မင်းသားဘဝကနေဖောက်ထွက်ဖို့အတွက်စတီဗင်ချောင်းကသူ့ရဲ့ကိုယ်ပိုင်စတိုင်ဖြင့်ကွန်ဖူရဲမှာဟာတရောဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီတော့သူရဲ့တရုတ်ဆောင်ဘဝအစဟာဖျက်လျှောက်ဘဝကနေဟာတာဘရင်တယောက်ဖြစ်ပြောင်းလဲလာခဲ့ပါတယ်။ချောင်းရဲ့ပေါက်ဆက်ကားတွေကတော့လူတိုင်းကြည့်ဘူးကြတဲ့ Fight Back to School, Kung Fu Hustle နဲ့ Shaolin Soccer တို့ဖြစ်ကြပါတယ်။ဒါပေမဲ့ချောင်းကဇလန်းနေမှာသာရေရပေမဲ့အပြင်မှာတော့အရာရာပြည့်ပြည့်စုံမှုကိုလိုချင်နေတဲ့ရီမန်းချက်ကြီးသူတယောက်ဖြစ်နေပါတယ်။စတီဖန်ချောင်းရဲ့ရုပ်ရှင်တွေကပရိသတ်တွေကိုရေမောစေပေးမယ်။သူနဲ့အတူအလုတ်တွဲလုပ်ကြရတဲ့သူတွေကတော့စတီဖန်ချောင်းဟာချီးတုပ်ကြီးတယောက်လို့ဝေဖန်ခဲ့ကြပါဗျ။ ချောင်းဟာကင်မရာနောက်ွယ်မှာအရာအလုံးကိုအသေးစိတ်အာရုံစိုက်လွန်ပြီးအရာရာပြည့်ပြည့်စုံနေဖို့မျှော်လင့်တယ်လို့ဆက်ဆံရခက်ခဲတဲ့လူမျိုးလို့လည်းပြန်ပြောခဲ့ကြပါဗျ။ဒါကြောင့်လေစတီဗင်ချောင်းဟာပြင်လောကမှာတော့ရေရှည်ခန်းတဲ့ဆက်ဆံရေးတွေမိတ်ဆွေတွေမရှိခဲ့ပဲတကိုယ်ရီအထီးကျန်ရင်သင်ကွဲနေခဲ့ရရှာပါဗျ။စတီဗင်ချောင်းကအချစ်ရေးမှာလည်းကန်ဆိုးရှာပြီးအချစ်စစ်ကိုရှာမတွေ့ခဲ့ပါဘူး။ချောင်းနဲ့တွဲဘူးတဲ့မင်းသမီးတွေအများကြီးရှိပေမဲ့လက်ထက်တဲ့အဆင့်ကိုတော့တရောင်းနဲ့မှမရောက်လိုက်ပါဘူး။ ချောင်ဟာချစ်ကန်ဆိုးသူတယောက်ဖြစ်အထီးကျန်ဘွားကိုပဲဖျက်သန်းခဲ့ရပါတယ်စတီဖင်ချောင်ဟာမိုလီထုံတိုင်းဟာတာလောကရဲ့အထင်ရှားဆုံးမှတ်တိုင်တစ်ခုဆိုတာညင်ချက်ထုတ်စရာမရှိပါဘူးသူ့ရဲ့ရုပ်ရှင်တွေကလည်းခေတ်ဆက်ဆက်ပြိသက်ကိုရီမောပျော်ရွှင်စရာတွေယူဆောင်လာပေးနေတုန်းဖြစ်ပါတယ်ဒါပေမဲ့ဒီလိုဒိတ်တိတ်ကျဲအောင်မြင်မှုတွေကပဲချောင်ကိုတကိုယ်ရဲ့ရုံးကန်ရမှုတွေဖြစ်ပေါ်စေခဲ့ပြီးတင်းကွက်ငှက်တကောင်ဖြစ်ခဲ့ရစေပါတယ်။ ကဘာကြီးကတော့ရေစရာတွေကိုမြင်နေပေမဲ့တကူတော့ထီးကျန်နေရတဲ့စတီဗင်ချောင်းရဲ့ဖြစ်ကကြော်ကြားသူတွေရဲ့နောက်ွယ်မှာဘလောက်တောင်တိတ်ဆိတ်ချောက်ကတဲ့အောင်မြင်ခြင်းကဘာကြီးရှိနေတယ်လဲဆိုတာမိမောင်းထိုးပြနေပါဗျ။ပရိသတ်ကြီးလည်းအကြိုက်ဆုံးစတီဗင်ချောင်းဇာတ်ကားရှိရင်ပြောခဲ့ကြပါနော်။ကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်ရှင်။